မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်ကိုချင်းဒေါ်လာရေးတပ်ပေါင်းစုကခုခံတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကအယောက်20ခန့်သေဆုံးပြီးလက်နက်ခဲယမ်းများနဲ့စစ်တုံးမှန်တချို့ကိုဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီဇင်ဘာလ17ရက်နေ့မနက်10:00အချိန်ကစတင်ပြီးတော့ အချမ်းပါစစ်ခွေးတက်ကအင်အားအလုံးရင်းနဲ့ချင်းပြည်နယ်ဖရန်းမြို့ကိုစစ်ကြောင်းထုံးဝင်ရောက်လာတယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကိုချင်းတော်လိုင်းရေးပက်ပေါင်းစုကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဂိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကအယောက်20ခန့်တိုက်ဆုံပြီးစစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေအထိနာသွားတဲ့အတွက်တိုက်လေရင်နဲ့မနေ့ကတနေ့လုံးဘုံကျဲတိုက်ခိုက်သွားတယ်လို့ပြောပါတယ်။ဖလန်းဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကို CV ရော CNA ရော ချင်းတော်လိုင်းတပ်တွေအကုန်လုံးစူပေါင်းပြီးတော့ခုခံတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်မှာအနည်းဆုံးအယောက်20တော့ထိခိုက်သေးဆုံးလေစစ်တုံးမှန်းတချို့နဲ့လက်နက်ခဲယမ်းကလက်နက်အလက်30လောက်နဲ့ခဲယမ်းတွေရရှိခဲ့ပါတယ်တော်လိုင်းတပ်ပေါင်းစုတွေဘက်မှာတော့ကြာဆုံးသူမရှိပါဘူးအားလုံးညီညီညွတ်ညွတ်နဲ့အချမ်းမစစ်ခွေးတွေကိုခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်လို့ချင်းတော်လိုင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အချမ်းမစစ်ခွေးတက်ကထိုးစစ်ဆင်ရမှာမီဒီယာစစ်ကြောင်းတာမကလက်နက်ကြီးပစ်ကို drone ပစ်ကိုလေကြောင်းပစ်ကိုများနဲ့အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။ချင်းပြည်နယ်ဘက်ကိုစစ်ကြောင်းများခွဲပြီးတော့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့ဒေတာတော်လိုင်းရဲ့သတင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဒေါနာတောင်ချင်းမှာရှိတဲ့တိကတော့ချေးရွာနဲ့ပတ်ဝန်းကျင်မှာကြားဖြန့်အဆောက်အုံတင်များအခုရပိုင်းအတွင်းအရှိန်ဟုန်နဲ့တီဆောက်နေပြီးတော့စစ်ခွေးလောက်ခံ BGF ကဗိုတင်ဝင်းက KK Park နဲ့ရွှေကုတ်ကိုကတရုတ်တထင်းများနဲ့အရေးပါတဲ့ကြားဖြန့်လုံသားများကိုရွှေပြောင်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခိုင်းမြန်မာနယ်စပ်ခေခေပတ်နဲ့ရွှေကုတ်ကိုကြားဖြန့်ဝင်းများကိုစစ်ခွေးတွေကဝင်းအောင်စီးနှင်းဖမ်းဆီးမှုများလှုပ်ဆောင်လာပြီးတဲ့နောက်အဲ့ဒီနေရာများကအရေးပါတဲ့တရုတ်သတင်းများအရေးပါတဲ့ကြားဖြန့်ငွေလင်းဂိုင်းခေါင်းဆောင်များဟာဒေါနာတောင်ချိန်မှာရှိတဲ့ပိကတော့ကြီးရွာကို BGF အကူအညီနဲ့ရွှေပြောင်းနေကြတယ်လို့သိရပါတယ်ဒေါနာတောင်ချိန်ပါကြားဖြန့်အဆောက်အုံဝင်းများကိုဒီရပိုင်းအတွင်းအကြီးအကျယ်ထပ်မံဆောက်လုပ်နေကြတယ်လို့သိရပါတယ်လက်ရှိကြားဖြန့်အဆောက်အုံများကိုအဓိကတာဝန်ယူတည်ဆောက်နေတဲ့သူဟာ BGF တပ်ဖွဲ့ကဗိုလ်တင်ဝင်းဖြစ်တယ်လို့သိရပါတယ်။မြောက်ရီမဲလက်ပန် KK Park နဲ့ရွှေကုတ်ကိုဘက်ကနေပြေးလာတဲ့တရုတ်တပ်သေးတွေကိုတိကတော့ဂျေးဝါဘက်မှာ BGF ဗိုလ်တင်ဝင်းကပြန်ပြီးတော့နေရာချပေးထားပါတယ်။ကြားဖြတ်အဆောက်အုံတွေကိုလည်းအချိန်ဟုန်နဲ့ကိုစောင့်နေတာ။ရပ်ပိုင်းအတွင်းကိုအဆောက်အုံတွေထပ်ပြီးတော့ပေါ်ပေါ်လာပါတယ်။အဲ့ဒီဘက်တွေကိုတော့အပြင်းတစိမ့်လူဝင်လို့မရပါဘူး။လုံထုံရေးတားတင်းချက်ထားတယ်။ရေမီအင်တာနက်ကတော့ အခုမှစတာဆိုတော့မပြေဆုံးသေးဘူးဒါပေမဲ့အရှိန်ယူနေပြီးတရုတ်တထေးတွေနဲ့ကြားဖြတ်လုပ်တဲ့အဓိကပုံကိုယ်တွေနီးပညာသမားတွေစိုက်ခေါင်းဆောင်တွေအကုန်လုံးလူဆုံတက်ဆုံနဲ့ရွှေပြောင်းလာကြတာပါလို့ကရင်စီရေးသတင်းအေးမေကပြောပြထားပါဗျ။လက်တလောတိကရော့ဂျေးရွာနဲ့ဖားကလူဂျေးရွာမှာကြားဖြတ်အဆောက်အုံတိုးချက်အလုံးပေါင်း20ကျော်ရှိပြီးတော့ရှိပြီးသားအဆောက်အုံတွေနဲ့ပေါင်းမယ်ဆိုရင်အနည်းဆုံးအဆောက်အုံပေါင်း50ကျော်ရှိလာပြီဖြစ်တယ်လို့သိရပါဗျ။ကြားဖြတ်အဆောက်အုံတွေများကိုအလျင်အမြန်ဆောက်လုပ်နေသူများဟာလည်းတည်အောင်များပင်ဖြစ်တယ်လို့သိရပါဗျ။ BGF ကားတွေနဲ့ကြားဖြတ်တရုတ်တစ်ခေတွေမိပညာရှင်တွေအလုတ် ခေါင်းဆောင်တွေကိုသိကြတော့တောင်ပေါ်ကိုခေါ်လာပါတယ်ဘုတ်တင်ဝင်းရဲ့ဖားကလူရွာမှာအခြေချတယ်ခေါ်လာပြီးတော့၅ရက်မြောက်မှာပဲကြားဖြတ်ရုံတွေကိုစောက်တယ်ဆော့လော်ရေးကုမ္ပဏီတွေကလည်းတရုတ်တွေပဲ အစာအုပ်ပေါင်းထပ်ပြီးတော့တိုးချဲ့တာတွေအစာအုပ်အစ်စ်တွေစောက်တာတွေအများကြီးကိုနေခြင်းညခြင်းကိုစောက်လုံနေတာရေမီးနဲ့အင်တာနက်ကမပြည့်စုံသေးပေမဲ့ကြားပြအလုပ်တွေကပြန်ပြီးတော့လဲပတ်နေပြီလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။စစ်ခွေးလောက်ခံ BGF ဗိုလ်တင်ဝဲအဖွဲ့ကကြားပြတေးုံများအတွက်မြောက်ရီမျိုးနဲ့ရွှေကုတ်ကိုကအမျိုးသမီးများကိုလာရောက်ခေါ်ယူပြီးတော့ KTV နဲ့အနေခံပြည်တစားယုံများပါဖွင့်လှစ်ပေးထားတယ်လို့သိရပါဗျ။အဲ့ဒီကြားပြအဆောက်အအုံများက ဆောက်လုပ်နေတာကိုစစ်တပ်ကလည်းသိရှိပြီးတော့လိုအပ်တဲ့ဘီလက်မြင်းနဲ့ဆောက်လုပ်ရေးပစ္စည်းများကိုတောင်မှစစ်တပ်ရဲ့ခွင့်ပြုချက်နဲ့ဖန်ဘက်ကနေတည်ယူနေတယ်လို့သိရပါတယ်။မြောက်ရီမြို့အနောက်ဘက်တိကတော်တောင်ကြီးကဘိုတင်ဝင်းရဲ့ဖားကလူတင်နှန်းကျောင်းမှာရွှေကုတ်ကိုကြားဖြတ်နေကိုနေရာခြားထားပေးတယ်ပြီးတော့တင်နှန်းကျောင်းရဲ့ဘေးမှာအချုပ်ထောင်မှာလဲကြားဖြတ်တရုတ်တွေနဲ့ကြားဖြတ်ရုံအပြစ်ထထောင်ဖွင့်နှားပါသေးတယ်။ကြားဖြတ်နေကို BGF ဘိုတင်ဝင်းကတစ်ဖက်နဲ့ပြန်ခေါ်ပြီးတော့ တစ်ကတော့တောင်ကျေကသူ့ရဲ့တင်တန်းကျောင်းမှာကြားပြန့်ရုံအစ်စ်တွေဆောက်လုပ်ပြီးတော့နေရာချထားတယ်။နောက်ပြီးတော့ပတ်ပတ်လည်မှာလဲကြားပြန့်ရုံအစ်စ်တွေထပ်ပြီးဆောက်နေတယ်လို့ကရင်စည်ရဲသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ပလော့စစ်ခွေးလောက်ခံ BGF ဘိုချစ်သူဘိုတင်ဝင်းဘိုမုတ်တုံဘိုနိုင်မောင်စော်တို့ရဲ့လက်အောက်ခံဖြစ်တဲ့ BGF တပ်များဟာကြားပြန့်များကိုနေရာတများပေါ်ဆောင်ပြီးတော့ပြောင်းရွှေ့ပေးခြင်းများရန်ကုန်နဲ့မန္တလေးဘက်ကိုထွက်ခွာခြင်းနဲ့တရုတ်များကိုပို့ဆောင်ရေးလှုပ်ဆောင်ပေးနေကြတယ်လို့သိရပါတယ်။ စစ်ခွေးတက်ကလည်းအဲ့ဒီကြားဖြတ်များကိုနေရပြလဲခြားထားရေးတွေမှာပေါ်ဝင်ပတ်သက်လျက်ရှိတယ်လို့ကရင်စီရင်သတင်းရင်းတွေကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ် online ငွေလိမ်လုပ်ငန်းများကို ကွင်းဆက်စီးပွားရေးလုပ်ငန်းအဖြစ်နဲ့ရှုမြင်ရမှာဖြစ်ကြောင်းအထက်မှစစ်ခွေးခံပြည်ထောင်ဝန်ကြီးဆိုတဲ့ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ကြားဖြတ်လေးလည်မှုနဲ့အွန်လိုင်းလောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်ဗဟိုကောမဒီအစည်းအဝေးပွဲမှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးတော့၎င်းရဲ့ပြောကြားချက်များကိုလည်းစစ်ခွေးရဲ့ယနေ့ထုတ်ဝါရဖြတ်သတင်းစာများမှာဖော်ပြထားတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံမှာကြားဖြတ် scam center များတည်ရှိနေတော့လေအ धिक အကျိုးအမြတ်ရရှိသူများမဟုတ်ဘဲနိုင်ငံမှုတွေကရရှိတဲ့ငွေကြေးများအလုံးဟာမြန်မာနိုင်ငံရဲ့ဘဏ်စနစ်အတွင်းကိုမရောက်လာကြောင်းကြားဖြန့်ငွေလိမ်လည်မှုများကိုဂွင်းဆက်စီးပွားရေးလုပ်ငန်းအဖြစ်နဲ့ရှုမြင်ရမှာဖြစ်ကြောင်းပြည်ထောင်ဝန်ကြီးဆိုသူဖုန်းထုတ်နောင်မှပြောဆိုလိုက်ပါတယ်အွန်လိုင်းငွေလိမ်လေတဲ့ရာဇဝတ်မှုများဟာမြန်မာနိုင်ငံရဲ့နယ်မြေအတွင်းတည်ရှိနေခြင်းထက်ကွင်းဆက်များစွာနဲ့လဲပတ်နေတဲ့စီးပွားရေးလုပ်ငန်းအဖြစ်နဲ့ရှုမြင်ရမှာဖြစ်ကြောင်းမြန်မာနိုင်ငံဟာ scam center တည်နေရာဖြစ်တော်လဲ အဲ့ဒီရာဇဝတ်မှုရဲ့အရေးအမြင့်နဲ့အဓိကအကျိုးအမြတ်ရရှိသူများမဟုတ်ကြောင်းအဲ့ဒီလုပ်ငန်းအတွက်လူကုန်ကူးခံသူများအလုံးဟာမြန်မာနိုင်ငံသားများမဟုတ်သလိုလိန်လယ်မှုကနေရရှိတဲ့ငွေကြေးများအလုံးဟာလည်းမြန်မာနိုင်ငံရဲ့ဘဏ်စနစ်အတွင်းကိုရောက်ရှိလာခြင်းမရှိကြောင်း၎င်းကဆက်လက်ပြောဆိုလိုက်ပါတယ်။ကြားဖြတ်များဟာထိုင်းနိုင်ငံကိုလေကြောင်းခရီးနဲ့ဝင်ရောက်ပြီးတော့ဘန်ကောက်မြို့ကနေမဲဆောက်မြို့ကိုမော်တော်ယာဉ်ကားတို့နဲ့တွားရောက်ခြင်း မဲဆောင်မြို့ကနေတဆင်တောင်ရင်းနစ်ကိုတရားမဝင်ချက်ကူးပြီးတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ကုမ္ပဏီများကိုတွားရောက်ခြင်းတရားဝင်ဗီဇာနဲ့မြန်မာနိုင်ငံရန်ကုန်လေဆိပ်ကိုရောက်ရှိပြီးတော့မော်တော်ယာဉ်နဲ့ကရင်ပြည်နယ်မြောက်ပြည်မြို့အတွင်းကိုတွားရောက်ခြင်းလို့ဖြစ်ကြောင်းပြောဆိုလိုက်ပါတယ် ရာဂိုင်နှုန်းအားဖြင့်မဲဆောက်ဘက်ကနေ9လသူ69ဒသမ6ရာဂိုင်နှုန်းဖြစ်ပြီးတော့ပြည်တွင်းလမ်းကြောင်းကသွားရောက်သူက3ဒသမ4ရာဂိုင်နှုန်းသာရှိတယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။ကြားပြန့်နေရာများမှာတိစောက်ထားတဲ့အဆောက်အအုံများအတွက်လိုအပ်တဲ့အိမ်ဆောက်ပစ္စည်းအသုံးဆောင်ပစ္စည်းများလူသုံးကုန်ပစ္စည်းများ VSM စက်သုံးစီအင်တာနက်စတာတွေကိုလည်းတဖက်နိုင်ငံကနေတဆင့်ရယူအသုံးပြုဆောင်ရွက်နေကြောင်း၎င်းကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့နေဆက်ဒေတာတချို့မှာရှိတယ်။ ရာဥတွေစုံမနိုင်မှုကင်းလွန်နေတဲ့နေရာများမှာနိုင်ငံတကာရာဇဝတ်မှုဂိုင်းများနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပူးပေါင်းပြီးတော့ဆောင်ရွက်နေခြင်းဖြစ်တယ်လို့၎င်းကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတာရွှေဘုံမြို့နယ်မှာပြည်သူများရဲ့စပားရိတ်ဆက်နှစ်စီးကိုလာရောက်ပြီးတော့လူရယူဆောင်နေတဲ့အချမ်းဘတ်စစ်ခွေးများကိုကြားဖြတ်တိုက်ခိုက်ရာစစ်ခွေး၄កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ၁၇ရက်နေ့ညနေ၄နာရီခန့်အချိန်မှာမြကြီးရွာနယ် ကင်းမြားကြီးပါတို့ကတောင်သူများရဲ့စပားရိတ်ဆက်နှက်စည်းကိုလူရဲ့ယူဆောင်လာတဲ့မြင်းချင်းပြူစောတိရွာနဲ့ဇီးကုန်းလေးပြူစောတိရွာတို့ကစစ်ခွေးတွေနဲ့ပြူခွေးတွေကိုတော်လိုင်းတပ်ဖွဲ့များကမြက်ရွာနဲ့ကင်းမြားရွာကြားမှာဈာဆက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနအိကျော်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေး၄កောင်တိတ်ဆုံးကပြည်သူများရဲ့စပားရိတ်ဆက်နှက်စည်းတွေကဒဇီးကိုသာစစ်ခွေးတွေကယူဆောင်သွားနိုင်ခဲ့တယ်လို့သိရပါတယ်။ကြမ်းရှိနေတဲ့စပားရိတ်ဆက်ဒဇီးဘေးရဲဒဇီးနဲ့ဆိုင်ကယ်တို့ကိုတော်လိုင်းတပ်ဖွဲ့များကတင်စီရရှိခဲ့ပြီးတော့ဒေသခံပြည် သူများထံကိုပြန်လည်အနှံခဲ့တယ်လို့သိရပါဗျ။ထွက်လို့တာကစစ်ခွေးနဲ့ပြူခွေးအင်အား20ဒေါ်လောက်ရှိတယ်။ပြူစောတွေရွာတွေကနေပြီးတော့ကူပစ်ပေးနေတာကများတယ်။တိုက်ပွဲဖြစ်တာကပြူရွာတွေနဲ့ဖိဆက်နေမြေတွေမှာဖြစ်ခဲ့တာပါ။စစ်ခွေးသေးစင်းက၄កောင်လို့အတည်ပြုနိုင်ပါတယ်။ခတ်တိုးသေးတာတော့မရှိသေးဘူး။ဇီးကုန်းလေးပြူစောတွေရွာ၊ငင်းချင်းပြူစောတွေရွာနဲ့ညရွာ၊ကင်းမြရွာကြားကဖိဆက်နေမြေတွေမှာဖြစ်တာပါ။ကျွန်တော်တို့ကတော့လုံးဆရာရှိတာဆက်လုံနေမှာပါလို့ ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကောက်ဖက်ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပတ်ကောက်ဖက်တိုက်ခိုက်ရေးအဖွဲ့ BDO နဲ့နိုင်ငံကန်ပတ်ကောက်ဖက်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲကချင်ပြည်နယ်ဟိုပင်မြို့နယ်နိုင်ရင်ကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်း KIA စစ်ရေးသတင်းအင်းအင်းမြစ်ကပြောပြထားပါဗျ။ နိုဝင်ဘာလကစတင်ပြီးတော့တောက်လျှောက်ဆိုးသလိုဟိုပင်မြို့နယ်နိုင်ရင်ကြီးွာအနီးအရှိတောင်တန်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကအထိနာကဒဏ်ရာရတဲ့စစ်မှုထမ်းတပ်သားများကိုဟိုပင်စေးုံနဲ့အပြင်းထန်ဒဏ်ရာရရှိသူတချို့ကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဘခစစ်စေးုံကိုပို့ဆောင်ပြီးတော့ကုသထားရတယ်လို့သိရပါတယ်နိုင်ရင်တိုက်ပွဲကပထမတော့ကိုဘက်ကဆုတ်ပေးလိုက်ရတာပါအဲ့ဒီအချိန်မှာထိခိုက်သေးဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုလာပြီးတော့တဲထုတ်ကြတယ်ပြီးမှကိုဘက်ကပြန်ပြီးထိုးစစ်ဆင်တော့ စစ်ခွေးတွေဘက်ကပြန်ဆုတ်သွားတာပါအခုတော့စစ်ဆိုင်နေတဲ့အခြေအနေမှာတိုက်ပွဲပြန်ဖြစ်နေတယ်လို့ KIA စီရေးသတင်းအရေးမြစ်ကပြောပါရယ်အခုလိုအထိနာတဲ့အကြမ်းဖက်စစ်ခွေးတက်ကဒေသနေပြည်သူများကိုပေါ်တာဆွဲရန်စီစဉ်နေပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိ ဟိုပင်မြို့အနီးမိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့နန်းခွင်ချေးရွာအတွင်းကပြည်သူအယောက်20လောက်ကိုလည်းအကြမ်းဖက်စစ်တပ်နဲ့ SNL တပ်ဖွဲ့တို့ကပူးပေါင်းပြီးဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒ်အလားတူပဲပေးပေါ်တိုက်နယ်အတွင်းမှာလည်းပြည်သူ10ဦးခန့်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒ်ဟိုပင်နန်းရင်ချေးရွာအနီးတိုက်ပွဲတွေမှာလည်းစစ်ခွေးတွေဘက်ကအထိနာလို့ပေါ်တာဆွဲဖမ်းဖို့ရှိတယ်လို့ ဟုတ်ပြင်ဒေသခံတွေကပြောပါတယ်စိတ်ခွေးတွေဘက်ကတောက်လျှောက်ဖမ်းဆီးတာတွေလုပ်နေလို့အခုချိန်မှာခရီးတို့ခီးရှည်သွားကြမယ်မိဘပြည်သူတွေအနေနဲ့သတိထားပြီးတော့သွားလာကြဖို့သတိပေးလိုပါတယ်လို့ဒေသသတင်းရင်းတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အခုညတောင်းချင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစီအမဲတန်းကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာ။ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ Channel တစ်ခုပဲရှိပါတယ်။ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ ပေါလုတ်ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတဲ့ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးဘဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြလာတဲ့အတွက်အတူပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့အခြေစားခလိုက်ရ269တိုင်ရင်ကစစ်မှုထမ်းတပ်သားတွေနှစ်ဦးဟာ PDF ဇိုလန်ထံကိုအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တီးတိမ်မြို့နယ်ကိုင်းငင်းစခန်းမှာတာဝန်ကျနေတဲ့စစ်ခွေးတပ်ရဲ့ပြည်သူစစ်မှုထမ်းတပ်သားတွေနှစ်ဦးဟာဒီဇင်ဘာလ10ရက်နေ့မှာလက်နက်ခဲအနေနဲ့အတူအလင်းဝင်လာတာဖြစ်ကြောင်းဖော်ပြပြီးတော့အလင်းဝင်လာတဲ့အပေါ်ကျိုးစိုးချောင်းကိုလည်းအသိပေးထားပါတယ်တပ်ကုန်းမှာရောလက်ရှိတာဝန်ကျနေတဲ့စခန်းများမှာကြန့်ရှိနေသေးတဲ့ စစ်သားများအလုံးအချိန်မီအလေးဝင်ဖို့နောက်ဆုံးဖိတ်ခေါ်ကြပါတယ်လို့ PDF ဇိုလန်ကထုတ်ပြန်ထားပါတယ်။အရင်ကလည်းခလိုက်ရ269တိုင်ရင်ကစစ်ကောင်စီတပ်သားတွေဟာ PDF ဇိုလန်တပ်ဖွဲ့စည်းမှာအလေးဝင်ရောက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ PDF ဇိုလန်တပ်ဖွဲ့ဟာချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့ဖြစ်ပြီးတော့လက်ရှိမှာဗီဒိန်မြို့နယ်အတွင်းထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်တွေကိုခုခံတိုက်ခိုက်လျက်ရှိပါတယ်။ချင်းမြောက်ပိုင်းမှာဖြစ်တဲ့တီးဒိန်နဲ့ဖလန်းမြို့နယ်ကို စီကောင်စီကအခုနှစ်အတွင်းအင်အားအလုံးရင်းနဲ့ဖုံးစစ်ဆင်လာရာစီကောင်စီတပ်တွေအထိနောက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းတွေနဲ့စစ်တုံးမန်းတွေကိုဖမ်းမိထားတယ်လို့ BDS ဇိုလန်စေဦးစီးချုပ်ဂီဒွန်ကဒီဇင်ဘာလ6ရက်နေ့ကပြုလုပ်ခဲ့တဲ့ချင်းကြီးနောင်ရန်ပုံဝေရှားဖွေဘွဲမှာပြောပြခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှယ်စနဲ့စိုးကြီးရဲ့လက်အောက်ကနေလေအမြဲဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ Thank you.